လက်နဲ့စုံကိုယုံကြည်သူတိုင်းနေ့တိုင်းဝတ်ဖို့ဘာကြောင့်လိုအပ်တာလဲဝိညာဉ်လက်နဲ့စုံတွေကကျွန်တော်အသေးစိတ်လေ့လာသွားတဲ့အခါမှာပူပြီးတည်လိုက်မယ်อืมသူ့အပိုင်းနဲ့သူရှိတယ်อืมကျွန်တော်တို့ခေါင်းအတွေးခေါ်တိုက်လို့မရအောင်ကာထားရဲကာထားရဲ helmet ဆိုစိုက်ကယ်စီးတဲ့သူတွေอืมစိုက်ကယ်မှောက်သွားရင်ခေါင်းအရင်ထိတတ်တယ်ဆိုတော့ကျွန်တော်ကဘာလုပ်ထားလဲဆိုတော့ ောင် helmet ဆောင်းထားတယ်။ကပတ်တက်ရတာရှိတယ်။အဲဆိုတော့ကပန်းမတက်ရင်ဘာလက်နဲ့မှချိတ်လို့မရဘူး။ဒါကလည်းချိတ်လို့မရဘူး။ဒါမှအတိတ်ပဲပါလေဆိုတော့เนาะကျွန်တော်တို့ကနေတိုင်းဝတ်ဆင်ပါတယ်ဆိုတော့သစ္စာခေတ်သီးယူတော့ကပန်းကိုစီးပါတယ်။အဲ့လိုပြောလို့မရဘူး။သစ္စာရှိဖို့လိုတာ။ Wow. So good. သစ္စာရှိမှပဲကျန်တဲ့လက်နဲ့တွေကချိတ်မှာ။อืม။နှုတ်ကပတ်တော့ဘလောက်ဟောသစ္စာမရှိတဲ့သူဖြစ်ရင်အဲ့နှုတ်ကပတ်တော့ အကူမပါဘူး။အင်းအဲကြောင့်ကျွန်တော်ဒါတွေသိစိတ်ပေါ့နေ့တိုင်းဝတ်ဆင်တယ်လို့ပြောတဲ့ခါမှာဒီရဲ့လက်နဲ့ဆုံမျိုးရွတ်ဆိုတာပဲမဟုတ်ဘူး။လက်တွေ့ကျင့်သုံးတာ။အာမင်။ဆိုတော့တမာနော်ကေနင်ချင်းတည်ယူတော့တခမောင်းလုံးနော်ပြီးရင်တမာတရားလက်နဲ့ဆုံဖြစ်တဲ့ဒါပေါ့နော်။နောက်ကပတ်တော်ဝဉ္ဇဉ်တော်ဤဒါလို့ပြောတာ။ဆိုတော့ 打上他们说，真是拍到表了，真是生气闹表了。哎，他说你来打吧，对吧？打吧，对吧？看嘛，都看对的，看嘛，都面子心冷的，都看为毛冲心呢？心路也打，开开大，开开大是难的，看嘛嘞，表情嘞都无个，都知道。哎，他知道如何哪里阿没？嗯，你来卫生部第一级的，第一级的评估，你来。 သူ့ရဲ့ကဏ္ဍတိုင်းမှာဧဝံဂေလိစကားပြောတယ်ထွက်တယ်ဆိုရင်တော့ဧဝံဂေလိခြေစုပ်ကိုဝတ်တယ်နဲ့တူတယ်ဆိုတော့နေ့တိုင်းပါကြောင့်အရေးကြီးတာလေဒီအရာတွေကနေ့တိုင်းလိုအပ်လို့ဖြစ်တယ်ဟုတ်ကဲ့ယုံကြည်သူတွေကိုဖခင်ကစစ်တီခဲ့သူမြင်တယ်ဟုတ်ကဲ့သမာဓိတည်နဲ့အမြဲတမ်းအစဉ်နဲ့ဖြစ်စေခြင်းတယ်ဒါပြရိတ်ဆက်နှစ်ဆိုတာကဒါဗိဒံကြီးကာလ တွင်ပါဖြစ်မဲ့အရာဆိုတော့သူကအမြဲတမ်းနေညမပြတ်အပြစ်တင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့နေညမပြတ်တမာတရီရှိရမယ်နေညမပြတ်ဒီရလက်နဲ့ဆုံနေနဲ့ရင်းနေရမယ် apply လုပ်ရမယ်ဝစ်စင်တယ်လို့ပြောတဲ့အခါမှာရွတ်ဆိုတာကိုပြောတာမဟုတ်နေ့တိုင်းကျင့်သုံးတာတွေ့ကျင့်သုံးတစ္စာတည်သောကပန်းဆိုတစ္စာရှိခြင်းဖြောင့်မတ်ခြင်းရေယုတ်တစ္စာဆိုတာ နှလုံးကိုထိနိုင်တယ်ဖြောင်းမှတ်ခြင်းမရှိရင်သွားပြီအဲ့နှလုံးသားကြီးကထိသွားပြီတကယ်တော့ရေဥဒ္ဒစာကတ်ထားတာနှလုံးကိုထိမှာဆိုလို့ဟုတ်ကဲ့အမေ2ဆက်နာရှင်းပါရင်ဘာပါလဲဆိုတော့လေအဲ့လက်နဲ့စုံနေပါလေအနောက်မှာကတ်ထားတာမရှိဘူးအနောက်အတွက်ဘာမှမရှိဘူးဘာလို့လဲသိလားကျွန်တော်တို့လှည့်ပြေးဖို့လေတရားအလိုရှိအာမင်ယန္တုကိုအမြဲတမ်းတိုက်နေရမှာတိုက်နေဖို့ ဒါကြောင့်မလားကွာပေးမယ်လေနော်တိုက်နေဖို့အတွက်နောက်တစ်ခုကအာတခင်ကလည်းနောက်မှာကိုရှိနေပေးတဲ့ခါမှာကျမတို့နောက်လဲစရာအကြောင်းမရှိဘူးနောက်လဲစရာမလိုဘူးနောက်လဲဖို့ကိုမရှိလို့နောက်လဲပြင်တော့ခံရလိမ့်မယ်ဘာနောက်မှာဘာမှမရှိဘူးအရှိမအကြီးပဲကာထားတာကာထားတယ်ဟုတ်ကဲ့ဒါကြောင့်ကျွန်တော်တို့ကနေညာမပြတ်အပြစ်တင်တဲ့ရန်သူရှိတယ်လို့ကျွန်တော်တို့ဒီလေနေညာမပြတ်အာမင်ပြန်ပြီးတော်လှန်ဖို့လိုတယ်ပြန်ပြီးတော့ तू မတိုက်ရင်တော့ အကိုကဘာမလုပ်ဘူးငါတို့ကတော့ညင်ညင်သက်ချင်းနဲ့သွားမယ်မရဘူးစတန်ညင်မှာမဟုတ်ဘူးအမြဲတမ်းကျွန်တော်တို့ကိုသွားနေမှာကိုဖီးယားနဲ့ deeper ပေါ့နော်ဒီနှစ်လိုမျိုး deeper သွားတော့မယ်ဆိုပို့ပြီးတော့မှတိုက်ခိုက်ချင်းရှိတယ်တိုက်ခိုက်ချင်းရှိတယ်ရှိတယ်နော်ရှိတယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီရှိတဲ့အရာကသင်အတွက်အောင်မြင်ခြင်းဖြစ်တယ်အာမင်ကြီးမားရဲ့ testimony ရရှိဖို့ရန်အတွက်ဖြစ်တယ်နော် test ကနေ testimony အမေနာမေ mess ကနေ message ဖြစ်ဖို့ဟာ test ကနေ testimony mess ကနေ message ဖြစ်ဖို့ရန်အတွက်တင်းရတာမှာဖခင်ကအတော်ရရှိလာဖြစ်တယ်